MRI လက်ထက်မှာတဟက်လက်ထက်ကထက်ကစားမရီတန်ရရှိမှုအများကြီးရော့ကျလာရတဲ့အကြောင်းရင်းမိသမျှလုံးမဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါ रे ညီကိုတို့သတိပြုပြီးကြားရလာမှာပြောတတ်ပါဘူးလက်ရှိနေပြ MRI လက်ထက်မှာမယူသိန်းတရားပဒနာတည်တတာရော့ကျသွားတဲ့အကြောင်းရင်းကိုပေါ့ဒါကတဟက်လက်ထက်နဲ့ MRI လက်ထက်မှာတည်တာထင်ရှားစွာကွာခြားသွားတဲ့အခြေအနေဖြစ်ပါ रे တဟက်ကသူ့ရဲ့ IS နေပြဘွားကနေယူဆောင်လာတဲ့နေပြဟာနဲ့လက်ကျင်စနစ်တွေကို United မှာတိုက်ရိုက်အသုံးချခဲ့ပါ रे ဒါဟာအောင်မြင်မှုတချို့ရခဲ့ပေမဲ့ကစားမရရဲ့ကျမ်းမာရေးမှာကြီးမားတဲ့ပေးဆက်မှုတွေရှိခဲ့ပါတယ်။ဒီနေရာမှာတဟရဲ့ပြဿနာဖြစ်စေတဲ့လက်ကျင်စနစ်တွေကိုကျွန်တော်တည်ထားသလောက်အနည်းငယ်တင်ပြပေးရမယ်ဆိုရင်နံပါတ်1နှစ်ခါခွဲလက်ကျင်ခြင်း double sessions တဟကတရက်ကို2ချိန်လက်ကျင်တဲ့စနစ်ကိုပုံမှန်အားဖြင့်အသုံးပြုခဲ့ပါတယ်။မနေ့ပိုင်းမှာ tactical training ညနေပိုင်းမှာ physical conditioning ဆိုပြီးတော့ခွဲခဲ့ပါတယ်။နံပါတ်2ပြင်းထန်တဲ့ဖိအားပေးလက်ကျင်ခံများ having present dwells ဂျညာ presence နှစ်ကိုအဓိကထားတဲ့လက်ကျင့်ကမ်းတွေကကစားမားရဲ့ကိုခနာကို အလွန်မင်းဖြစ်စည်းမှုပေးခဲ့ပါတယ်။နံပါတ်3ပွဲမတိုင်မီပြင်းထန်တဲ့လက်ကျင့်မှုများပွဲကြီးတွေမတိုင်ခင်မှာတောင်မှ full contact training နေဆက်လက်လှုပ်ဆောင်ခဲ့တဲ့အတွက်ကစားမားရဲ့ပြင်းမှန်းလွန်းလျမှုဖြစ်ခဲ့ရပါတယ်။ဒီလိုပြင်းထန်တဲ့လက်ကျင့်ကမ်းအစီအစဉ်တွေကြောင့်ကစားမားတွေက hamstring quad wraps glove injuries စတဲ့ကြွတားဆိုင်ရာထိခိုက်ပဿနာတွေအများဆုံးဖြစ်ခဲ့ကြပါတယ်။ ACL, MCL စတဲ့အယုတ်ဒဏ်ရာတွေလည်းဖြစ်ခဲ့တယ်လို့ strap fractures အယိုးကျိုးခြင်းတွေလည်းဖြစ်ခဲ့ရပါတယ်။အဓိကဒဏ်ရာရခဲ့သူတွေကတော့ varan ခြေထောက်ကျက်သားဒဏ်ရာ2ကျိန်း luxor hamstring injury တကောက်ကျော်ဒဏ်ရာ3ကျိန်း Lisandro Martinez ခြေချင်းဝတ်တံရမေဆန်မောက်ပေါင်ကျက်သားတံရ Anthony Martial ဒုတံရတို့ပဲဖြစ်ပါလိမ့်။ Emery ကတော့ဒီလိုတံရပြဿနာဇိုးတွေကနေကင်းဝေးအောင်တက်တာရော့ကြအောင်လို့သူ့ရဲ့လက်ကျင်ရဲ့စီစဉ်တွေကိုပြောင်းလဲခဲ့တာတွေ့ရပါလိမ့်။ အမရင်က Sporting CP မှာသူအောင်မြင်ခဲ့တဲ့သိပ္ပံနီးကြတဲ့ခင်မီနီးစနစ်တွေကိုညတက်မှာအသုံးချခဲ့တာပါ။အမရင်ကတန်ဟက်ရဲ့ Double Session စနစ်ကနေ Single Session စနစ်ကိုပြောင်းလဲခဲ့ပါရီ။ဒါမဲ့လေ့ကျင့်ခန်းတစ်ခုချင်းစီရဲ့ရည်သွေးကိုပုံပုံမြင့်တင်ပေးကြတာမျိုးတွေလုပ်ခဲ့ပါရီ။လေ့ကျင့်ရဲ့အချိန်စရာတွေအနေနဲ့ပွဲပြီး48နာရီကနေစလို့ Recovery Session Only ပဲပြုလုပ်စီခဲ့ပါရီ။ပွဲမတိုင်မီ24နာရီလောက်မှာတော့ Light Tactical Ward တွေကိုပဲလှုပ်ဆောင်စီခဲ့ပါရီ။ ပွဲမတိုင်မီ48နာရီထိမှာတော့ medium intensity training နဲ့ပြုလုပ်ပါသေးတယ်။အမရင်းကကစားမရည်ကိုခနာအချင်းတွေကိုတိကျစွာစောင့်ကြည့်ဖို့ခေတ်မီနည်းပညာတွေကိုပြပြဝါဝအသုံးချခဲ့ပါတယ်။ဘာတွေကိုအသုံးပြုခဲ့တာလဲဆိုတော့ GPS vest ကစားမရည်ရွေရှားမှုအရှိန်အကွာအဝေးကို တိုင်းတာခြင်း heart rate monitors နှလုံးခုန်နှုန်းစောင့်ကြည့်ခြင်း fatigue tracking systems ပင်မနှံလျားမှုကိုတိုင်းတာခြင်း muscle oxygen sensors ကြက်သားအောက်ဆီဂျင်ပမာဏကိုစစ်ဆေးခြင်းစတာတွေပဲဖြစ်ပါတယ်။ ။ဒါပြင် MRI ကကစားမတဦးချင်းစီရဲ့အသက်ကစားသမိုင်းကျန်းမာရေးခြေနေပေါ်မှာမူတည်ပြီးတော့ကိုပိုင်လက်ကျင်ရေးအစီအစဉ်တွေရေးဆွဲပေးခဲ့ပါရီ။ဥမာပြင်တော့အသက်30အထက်ကစားမတွေကိုဆိုရင် recovery time ပိုပေးခြင်း low impact training တွေပိုလုပ်စီခြင်းတို့ဖြစ်ပါရီ။အသက်26နှစ်ရွယ်ပတ်ချလဲဆိုရင်တော့ speed and explosiveness training ကိုပိုအားစိုက်စီပါရီ။အသက်19နှစ်ပတ်ချလဲကစားမတွေကိုတော့ gradual workload increase နဲ့ကာကွယ်မှုတွေပြုလုပ်ပေးပါရီ။ ။ညဘရော့ MRI ကအာဟာရဗေဒပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ကစားမားရဲ့အာဟာရချို့တဲမှုပြဿနာတွေကိုလည်းဖြေရှင်းပေးခဲ့ပါရီ။အခုဆက်လက်ပြီးတော့ MRI ရဲ့ဒဏ်ရာကာကွယ်ရေးစနစ်အောင်မြင်မှုအကြောင်းပြောပြပေးနေဗီဒီယိုလေးကိုညီကုန်းချုပ်ခြင်းပါရီ။ကျက်သားတန်ရာတန်းလက်ထက်23ကျင်း MRI လက်ထက်9ကျင်း62ညခိုင်နှုန်းအထိဒဏ်ရာရှိမှုကိုရှင်းချနိုင်ခဲ့ပါရီ။ဒီတန်ရာတန်လက်ထက်17ကျင်း MRI လက်ထက်5ကျင်းဒရာရရှိမှုကို58ရာခိုင်နှုန်းအထိရှင်းချနိုင်ခဲ့ပါတယ်။ပွဲချိုတန်ရာတန်လက်ထက်18ကျင်း MRI လက်ထက်9ကြိမ်ဒဏ်ရာရှိမှု61ရာခိုင်နှုန်းထိရောကျလာခဲ့ရပါတယ်။ MRI ရဲ့မယူမှာဒဏ်ရာပြဿနာရောကျသွားတဲ့အဓိကအကြောင်းရင်းကသူ့ရဲ့ခင်မိသိပ္ပံနေကြတဲ့ချင်းကပ်မှုနဲ့ကစားမားရရဲ့ကိုယ်ခန္ဓာကိုနားလည်မှုကြောင့်ဖြစ်ပါတယ်။ဒဏ်ရာလက်ထက်ကပြင်းထန်တဲ့လေ့ကျင့်စနစ်တွေကနေ MRI ကညင်သာပြီးတော့ထိရောက်တဲ့စနစ်ကိုပြောင်းလဲနိုင်ခဲ့တဲ့အတွက်မယူသင်းကဒဏ်ရာပြဿနာတွေတိတိတတ်ရောကျသွားခဲ့ရပါတယ်။အဲဒီပြောင်းလဲမှုတွေဟာခင်မီဘောလုံးအသင်းအသင်းအနေနဲ့ကစားမားရဲ့ကျန်းမာရေးကိုဘယ်လိုစီမံခန့်ခွဲတင်နေဆိုတာကိုပြသနေတဲ့အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကစားမားတွေပေါ်ပြီးကျမ်းမာရင်အတင်းကပေါ်ပြီးအောင်မြင်မယ်ဆိုတဲ့အခြေခံသဘောတရားကို Emoring ကတက်တည်ပြနိုင်ကြတာပါ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်များ။